အောက်ကတယောက်ကဗာရေးလဲဆိုတကူအုပ်စုအောက်ဘယ်သူမှမလာဘူးတဲ့ကျွန်တော်အဲ့ဒါကိုခင်ဗျားကိုပြောပြနည်းနည်းလေးခင်ဗျားသဘောပြောပြမယ်နော်ကျတို့စီပေတဲ့လက်ကစီကင်တဲ့လက်ကစီပေပါတယ်ဗျနံပါတ်၁ချက်နံပါတ်၂ချက်ကြားကြည့်ရင်ခြေရာကြီးပါတယ်နေရာရတဲ့သူတိုင်းကကိုယ့်နေရာနဲ့ထိုက်တဲ့လက်စားမှုတွေလုပ်ပါတယ်အဲ့တော့လက်စားမှုလို့ခေါ်တဲ့ correction ဆိုတာကနိုင်ငံတိုင်းမှာရှိပါတယ်ကဘာတစ်ခုလုံးမှာရှိပါတယ်အရေးကြီးတာကလက်စားမှုတက်ကိုလက်စားမှုကတော့နှိမ်နေရမှာလား ဘယ်လိုအချိန်ဒီမှာနေနေရမှာလဲဖွံ့ဖြိုးပြီးသားနိုင်ငံတိုင်းကလက်စားမှုကိုနေနေရဒါပေမဲ့ဖွံ့ဖြိုးစဲနိုင်ငံမှန်သမျှကတော့လက်စားမှုဆိုတာပပျောက်ဖို့ခက်ခဲတယ်အဲ့တော့ကျွန်တော်နိုင်ငံဒီ developing country ဖွံ့ဖြိုးစဲနိုင်ငံပဲရှိပါသေးတယ်အဲ့တော့ဖွံ့ဖြိုးစဲနိုင်ငံတစ်ခုမှာအရေးကြီးတာကဒီနိုင်ငံကြီးမပြိုပွဲကိုထိန်းချောင်းနိုင်တဲ့အရေးချင်းရှိတဲ့အစိုးရထွက်ဖို့ပဲလိုအပ်တယ်ဒီနိုင်ငံကိုဖြိုခွဲဖို့အရေးချင်းရှိတဲ့အစိုးရကိုကျွန်တော်ဖြုတ်ချဖို့ပဲလိုအပ်တယ် ဖွံ့ဖြိုးဆဲနိုင်ငံမှာတခြားသောကာရရှင်တွေလက်စားဓာတ်တွေပေါ့နော်အဲ့လိုဘယုတ်ဒုက္ခလောက်တာတွေကိုလိုက်ကြည့်နေဖို့အချိန်မရဘူးဗျအဲ့တော့ကျွန်တော်ခင်ဗျားကိုထောက်ပြမယ်အခုထိုင်ဝမ်အစိုးရကတရုတ်နဲ့တရုတ်ကကြီးညာတာ2030မှာစစ်ထိုးပဲလို့ကြီးညာတာကိုထိုင်ဝမ်အစိုးရကအခုစစ်ပြင်းနေတယ်ပြည်သူစစ်မှုတွေဟုတ်တယ်လေသူကတိုးမြင့်တက်မှတ်နေတာအဲ့ဒီလိုကြိုပြကြိုစဉ်းစားတဲ့အစိုးရတစ်ခုဖြစ်တယ်ဒါပေမဲ့ခင်ဗျားတို့ NLD ပါတီကိုကျွန်တော်ပြောမယ် ကိုဗစ်တွေဖြစ်တဲ့ခါကျတော့တိပမှာသူများတွေလူများနိုင်ငံသားတွေတည်နေတဲ့ကိုဗစ်စဖြစ်နေတဲ့အချိန်မှာ NLD က mask လည်းမအုပ်သေးဘူး less လည်းမစေးသေးဘူးဒါပေမဲ့လွှတ်တော်ထဲမှာ mask အုပ်ပြီးတော့တက်လာတဲ့လူတစုရှိတယ်အဲ့ဒီလူတွေက25ရာခိုင်နှုန်းတော့တက်မတော်သားတွေပြဒါဆိုရင်နိုင်ငံအတွက်ကိုဘသူကစပြီးတော့ကိုလည်းမအုပ်ချုပ်ကသေးပဲနဲ့အရသာအုပ်ချုပ်တဲ့အချိန်မှာတွေကိုဥစည်းဥဆောင်ပြီးတော့စလုံနေတဲ့သူကဘသူတွေလဲ 25ရာခိုင်နှုန်းတော့တက်မတော်အစိုးရနေတာဖြစ်တယ်။ဒီမြန်မာနိုင်ငံထဲမှာအဲ့ချိန်ကလူမသေးသေးဘူး။ပြည်ပမှာတော့တင်းနေပြီးအိန္ဒိယနိုင်ငံတွေမှာတင်းနေတဲ့အချိန်မှာဒေါ်စုမသိကြအောင်ဆောင်နေတော့တက်မတော်ကတော့ mass out နေပြီလွှတ်တော်မှာ။ဒါဆိုရင်နိုင်ငံတော်ကိုဦးစားပေးပြီးတော့အများရန်ကြိုတင်ပြင်ဆင်တတ်တဲ့အစိုးရကမြန်မာပြည်ထဲမှာဘယ်အစိုးရလဲ။ဒါဆိုရင်ခင်ဗျားတို့စဉ်းစားပေါ့။ကိုယ်တော်ဝတ်တာကိုကြည်မာလားဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုမှာ။ ဘာကအဓိကကြလဲ30ကြပေါ့ဗျာ30ကြည့်လို့ရှိရင်တော့ခင်ဗျားတို့တက်မတော်ကနိုင်ငံတော်အတွက်ကိုကောင်းလားမကောင်းလားတာဝန်ယူတာအဆင်ပြေလားမပြေလားခေါင်းတုံးခေါင်းတုံးခေါင်းတုံးသမင်းစားလားခြိစားလားမမေးနဲ့ညီကိုတို့ကသမင်းစားလားခြိစားလားကျွန်တော်ကညီကိုတို့ကိုမေးရမှာညီကိုတို့ဒေါအောင်ဆန်းစုကြည်ကိုပြန်သွားမေးမေမေဒေါ်စုကြီး နော်မေမေတော်စုရေပြည်ပနိုင်ငံတွေမှာလူတွေတဖို့ဖို့တင်နေတဲ့အချိန်မှာဘာဖြစ်လို့မသိကြအောင်ဆောင်နေကြရတာလဲပြည်ရင်းထဲမှာလူတွေတင်မှာဘာဖြစ်လို့လက်ထဆေးပြရတာလဲမေမေတော်စုလက်မဆေးခင်နေရဟိုမှာ mask တွေအုပ်နေတာကိုဘာဖြစ်လို့မမေးရတာလဲဒါမေးရမှာတွန့်တုံနေတာလားတိတ်ခါကြမှာစိုးလို့လားမင်းတို့ဒေါ်စုကိုအရင်မေးရမှာငါ့ကိုမေးရမှာမဟုတ်ဘူးကျူတင်ကျူတင်ကာကွယ်မှုဘာတစ်ခုမှမပြင်ဆင်ခဲ့ဘူး ဖြစ်မှအလောတကြီးတွေကျွန်တော်တို့အဲ့ဒီအင်းကြီးထိုင်းမှာဖြစ်နေအရန်ဖြစ်နေပြီဆိုတော့မြန်မာမှာအားလည်းအာမြန်မာမှာကိုဗစ်ကမရောက်သေးဘူးမြန်မာနိုင်ငံသားတွေအရတတော့ကိုဗစ်ကကြောက်တယ်အမျိုးနိုင်ငံမလာရဲဘူးပါဘူးမယုံဒုက္ခစကားကြီးလျှောက်ပြောအကြီးများဖက်ဖက်လျှောက်ပြောအာကိုဗစ်ကအရက်ကိုကြောက်တယ်လို့မြန်မာနိုင်ငံသားတွေအရတတော့မလာရဲဘူးလို့စောင့်ရင်းပါတယ်လျှောက်ပြောတကယ်တကယ်ရောက်တော့တေလိုက်တာဖြုတ်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 နေဘာမှကြိုတင်ကောက်ကွယ်မှုမရှိဘူးအဲ့ဒီတမ်းမာရေဘူတူတက်ဘာမှဟောပြောထားမှာမရှိဘူး အကူပေးလာဘယ်လိုကာကွယ်ရတယ်လက်ကိုဘယ်လိုစေးရတယ်မှတ်ကိုဘယ်လိုအုပ်ကရတယ်ဒါဘာမှအသိပညာဟုတ်